ားလုံးပဲမင်္ဂလာပါဒီကနေ့တော့နိုင်ငံရဲ့စီးရဲအခြေအနေလေးတွေဖြစ်တဲ့ KNU ဘက်ကအခြေအနေနဲ့ရှမ်းမြောက်က TNNN ဘက်ကစီးရဲအခြေအနေလေးကိုတည်တလောက်လေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ် KNU ဘက်ကစီးရဲအခြေအနေကတော့အခုဆိုရင်မြဝတီအတွက်အရေးကြီးတဲ့ဘေးနံခံစစ်စခန်းတွေကိုတပ်ကသိမ်းလိုက်ပါပြီအထူးသဖြင့်တော့လက်ကတ်တောင်းဆွေတော်ကုန်းလေးကီကော်နဲ့ရှုကင်းသာစခန်းတွေကိုသိမ်းလိုက်တာပါဒီစခန်းတွေဟာမြဝတီမြို့အတွက်စီးရဲအရာအဓိကကျပါတယ်နောက် KNU KNNN ရဲ့အဓိကစီးပွားရေးလုပ်ကွက်တွေဖြစ်တဲ့ KK ဘက်ကိုထိန်းချုပ်လိုက်နိုင်တာကတော့နာဆန်ကစစ်တဲ့အတွက်ပိုဆုလက်လို့ဆိုရမှာပါပဲ ဲအားလုံးပြီးအောင်ပြောရမယ်ဆိုရင်တော့ကယန်ယူရဲ့ကြားဖြန့်လုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ KK ပတ်ထဲမှာဆိုရင်အဆောက်အုံပေါင်း300ကျော်နဲ့လုပ်ငန်းခွင်ကိုလဲပတ်နေတဲ့သူတွေကတော့ဝန်ထမ်းပေါင်း1198ဦးတောင်ရှိပါတယ်ဒါတွေကိုမသိတဲ့မလဲမဝဲနဲ့အညာက PDF တွေကတော့ KNU အောက်ကိုဝင်ပြီးတော်လန်ရေးလုပ်နေကြတာဖြစ်ပါတယ် KNU ကလည်းတော်လန်ရေးကိုဗန်းပြပြီးတော့နောက်ကွယ်မှာစီးပွားရေးလုပ်ငန်းတွေကိုအကြီးအကျယ်လုပ်နေတာပါမလဲမဝဲနဲ့အတဲ့သူခံကြစရန်လိုပဲပြောရမှာဖြစ်ပါတယ်နောက်တနေရာကတော့ရှမ်းမြောက်က TNN ရဲ့ကွယ်မှာဖြစ်ပါတယ်ဒီကနေ့ရေမချိုးပလောင်တွေစီကနေစကားတခု ွန်းထွက်လာပါတယ်။တာဖုံးကျော်ပြောတာကတော့လေကြောင်းတိုက်ခိုက်မှုတွေအတွက်အလှည့်ရှိလာမယ်လို့ဆိုပါတယ်။တကယ်တော့ဒီရပိုင်တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနမ်ဆန်မြို့တဲကတချို့နေရာလေးတွေကိုထိခိုက်စပြုတ်လာလို့ထွက်လာတဲ့အတန်းလို့ပြောရမှာပါ။ခတ်တာကတလောကလုံးရှမ်းနယ်ဒေသတွေကိုကျူးကျော်သိမ့်ပိုက်ခဲ့စဉ်ကအတန်းမထွက်ခဲ့တဲ့ရင်မချိုးတွေကနမ်ဆန်ဒေသကကွန်ဟေရွာနဲ့မိုင်းငော့နားကပလောင်ရွာတွေကိုထိလာလို့ဒီစကားပြောလာတာကတော့အံ့ဩသင့်စရာပါပဲ။တကယ်တော့ကိုပိုင်အုပ်ချုပ်ခွင့်ရမြို့နှစ်မြို့နယ်ပေါင်းလို့တောင်ပလောင်လူဦးရေကတင်းငင်းလောက်ပဲအင်အားရှိမှာပါ။ဒီလိုပြောလို့ပလောင်လူမျိုးအလုံးကို ပန်းချုံပြီးတော့မဆိုးလို့ခြင်းပေမဲ့အိန္ဒိယမှာသားတယောက်ရှိရင် TNN စီမံမဖြစ်မနေစစ်မှုထမ်းရတဲ့စနစ်ကျင့်သုံးတဲ့အတွက်ပလောင်အလုံးဟာ TNN ပါလို့တညို့ထိုးရင်လည်းမမှားပါဘူးနောက်တစ်ခုကတော့ TNN ရာဇရှိတယ်လို့ဆိုရမှာပါသူတို့အထက်စီးရတဲ့အခါကဘာပြောခဲ့ကြလဲဆိုလို့ရှိရင်တိုက်နိုင်လို့ရှိရင်ပြန်ယူဆိုတဲ့စကားကိုကုမင်းဆွေးနွေးပွဲမှာပလောင်နေပြောခဲ့တာမှတ်မိကြအောင်ပါပါစစ်ကြီးစဖြစ်ကလေးကသာပလောင်နေအခြေပြုနေထိုင်ကြတဲ့နမ်ဆန်မျိုးအပါအဝင်မန်လွယ်တောင်ကျော်ဇေယကြီးခေခင်ဟိုက်တောင်ဟူစာမန်လွယ်မန်တုံစတဲ့ ရွာတွေကိုလေချောင်းအသုံးပြုခဲ့မယ်ဆိုလို့ရှိရင်ဇလန်းကအဲ့ဒီမှာတင်ပြီးသွားခဲ့ပါပြီ။ဒါပေမဲ့ NASA ကထိပ်ပိုင်းခေါင်းဆောင်တွေအများကြီးတက်ညာနေခဲ့လို့ဆိုတာအစကတည်းကသဘောပေါက်ဖို့ကောင်းပါလား။ဒီနေရာတွေကသာအစကတည်းကရှင်းခဲ့တယ်ဆိုလို့ရှိရင်မိုးကုတ်မိုးမိတ်ကုတ်ခိုင်နန့်ခမ်းနမ်တူဘော်ရင်းနဲ့မန်ဆန်ဒေတာတဝိုက်ကတန်နန်နေဒီဟာပြန်စရာမြေမရှိတော့ဘူးလို့တောင်းပြောရမှာဖြစ်ပါတယ်။တကယ်ဆိုရင်နမ်တူတုံးနဲ့လေးတက်ရဲ့ဓမာယုံတွေကဒညာရလူနာရီနဲ့အယောက်20လောက်ရဲ့တွေးတွေမခန်းချောက်သေးဘူးလို့တန်နန်နေကိုသတိပေးပြော ောကြားခြင်းပါတယ်အတုံအလဲဆိုတဲ့ဇကားကတကယ်တော့ငါတို့ပြောရမယ်ဇကားပါအတူရောအရင်မှဆက်ဖို့မင်းတို့ပလောင်ရေမချိုးတွေပြင်ထားလို့လဲတက်နဲ့နှိဆက်ရာတွေကကျွတ်ကျော်နေတာကိုလည်းသိရပါတယ်